့ညီကိုတို့ရဲ့ Honor Esports ကတော့ M7 ကိုထပ်မံရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဆိုရင်တော့ Otai ကိုအသင်းကို32ဆိုတဲ့ Razor နဲ့အနိုင်ယူပြီးတော့ Honor က M7 World Championship ကိုထပ်မံရောက်ရှိလို့လာခဲ့ပြန်ပြီဖြစ်ပါတယ်နောက်မှမှာဆိုလို့ရှိရင်တော့ Lower Bracket ကပွဲစဉ်တစ်ခုဖြစ်တဲ့ Otai ကိုနဲ့ Evox လို့ရရပွဲတင်ရှိရ Evox ကနိုင်ခဲ့မဲ့ဆိုရင်တော့ Evox အနေနဲ့ M1 မှာ Champion ဖြစ်ခဲ့ပြီးတော့ ဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ MCD နဲ့ဝေးကွာနေခဲ့တာတော်တော်ကြာခဲ့ပြီဖြစ်ပါတယ်ဒီတစ်ခါမှာဆိုရင်တော့သူ့အနေနဲ့ M7 ကိုထပ်မံရောက်ရှိလာခဲ့ပြီးတော့ M1 ဟာ Champion ယူခဲ့တဲ့လိုမျိုး M7 မှာထပ်မံပြီးတော့ယူမလားဆိုတော့စောင့်ကြည့်အောင်မယ်နောက်ပြီးတော့ Order Ego ဒါမနက်ဖက်မှာ Ebo ဒါနိုင်ခဲ့မယ်ဆိုရင်လဲ Order Ego အနေနဲ့သူနောက်ဆုံးသွားခဲ့တဲ့ကျွန်တော်တို့ရဲ့ Barmy School Grand Prize နဲ့တက်ခဲ့တဲ့ M2 PP နောက်ပိုင်းမှာဆိုရင် Order Ego အနေနဲ့ MCD ကိုမတက်ရောက်ခဲ့တာ တော်တော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။နောက်မှာဆိုလို့ရှိရင်တော့ epoch လို့ယူလာနိုင်ခဲ့မှာဆိုလို့ရှိရင်တော့ order ကိုအတင်းလဲဒုတိယတစ်ချိန် mc ကိုပြန်လဲရောက်ရှိလာမှာဆိုတော့မနက်ဖြန်ပွဲရလဲစိတ်ဝင်စားဖို့ကောင်းမှာတော့အမှန်ပဲ epoch glory ကကျွန်တော် M7 ကိုတွားရမလားဒါမှမဟုတ် order ကိုကတွားရမလား onic ကတော့ M7 ကိုရောက်သွားပြီပေါ့နော်ကဲဒီ MBN ပွဲတွေကို live stream ကြည့်လိုက်ကြတဲ့ညီကိုတွေကပြန်ကြည့်ချင်တယ်ဆိုလို့ချင်းကျွန်တော် profile မှာ link ချတာကျွန်တော် YouTube channel မှာတင်ထားပေးပါတယ်ညီကိုတို့ကတွားကြည့်လို့ရပါတယ်ဗျကဲကျွန်တော် e-sport tournament အကြောင်းတွေပြန်လဲတိဆက်ပေးနေရယ်ဝေးကြီးပဲဖြစ်ပါတယ်